ကလေးမြို့တကပါကြီးဒေါခင်ဝင်းဆွေမိသားတစုတို့ကမလေးသစ္စာရောင်ကြီးပရိယတ်တိစာသင်တိုက်မှာပရိယတ်တိလို့အထုတ်ပြီးနေကြတဲ့တန်ဃာတော်ရှင်သူမြတ်တို့အားနေစွမ်းဆက်ကပ်လှူဒန်းခြင်းလို့ခေါ်တဲ့ကောင်းမှုမင်္ဂလာလာပြီးတော့ပြုကြဒီနေရာမှာအနုမောဒနာအနေနဲ့ဥစဉ်ဘာပြောကျင်သလဲဆိုတော့အင်္ဂုတ္တရနိကေတိကနိပတ်ပါ ညသောဘုရားဟောထားတဲ့တုတ်တန်တစ်ခုရှိ။ဘာတုတ်တန်လဲဆိုတော့အန္ဒတုတ်တန်။ညသောဘုရားပြောတယ်အဲ့ဒီတုတ်တန်မှာခြေသားတို့တဲ့လောကကြီးထဲမှာပုဂ္ဂိုလ်၃မျိုးရှိတယ်။ပုဂ္ဂိုလ်၃မျိုးက၁ဇုံလုံးကန်းတဲ့ပုဂ္ဂိုလ်၂တစ်ဖက်မြင်ပြီးတော့တစ်ဖက်ကန်းတဲ့ပုဂ္ဂိုလ်၃ကကြတော့နှစ်ဖက်သလုံးမြင်တဲ့ပုဂ္ဂိုလ်ဆိုပြီးတော့လောကကြီးထဲမှာလူတွေများကျင်တဲ့လောက်များ အုပ်စုအပြင်ခွဲလိုက်ရင်အဲ့ဒီသုံးမျိုးတည်းပဲရှိတယ်ဟုတ်လားမှန်ပါဗျာတစ်စုံလုံးကနှစ်တစ်ဖက်မြင်တစ်ဖက်ကသုံးကကြတော့နှစ်ဖက်သလုံးမြင်အဲ့တော့တန်ဃာတော်တွေကမေးတယ်ချက်သားမြတ်စွာဘုရားစုံလုံးကန်းတဲ့ပုံကိုဆိုတာဘလို့ဟာလဲတစ်ဖက်မြင်တစ်ဖက်ကန်းကဘလို့ပုံကိုလဲနှစ်ဖက်သလုံးမြင်တယ်ဆိုတာဘလို့ပုံကိုလဲလို့မြတ်စွာဘုရားရှောက်တယ်မြတ်စွာဘုရားပြောပြတယ်အနာဓိကတံဝါဘောက အဓိကိစေယအဓိကတံဘောကံဖာတိန်ကရိယမရသေးတဲ့စီးစဉ်ဥစ္စာရအောင်မလုံနိုင်ရပြီးတဲ့စီးပွားလည်းတိုးပွားအောင်လုံလုံချင်းကစွန့်နိုင်တဲ့မျက်စိမရှိဘုရားပြောတာကတော့ဒီနေရာမှာဘာလဲမေးလိုက်တော့စီးပွားရေးမျက်စိပေါ့တစ်ဖက်ဆိုတာကဟုတ်လားနအဓိကတံဘောကံဓိကိစေယအဓိကတံဘောကံဖာတိန်ကရိယ ဲ့ဒီလိုစီးပွားရေးမျက်စိမရှိဘူးဆိုရင်အဲ့ဒါမျက်စိကတစ်ဖက်ကန်းအဲ့ဒီဘုဂကနောက်တကကုသလာကုသလာဓမ္မေကုသလာကုသလေဓမ္မေနဇာနေယကန္နတုတ်ကေဓမ္မေနဇာနေယကုသိုလ်အကုသိုလ်လည်းပဲမသိနောက်တကအကျိုးရှိရာမရှိရာလည်းပဲမသိဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာချက်သားတို့တဲ့အဲ့ဒါဇုံလုံးကန်းလို့ခေါ်တယ်တဲ့ဟုတ်ပြီလား မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကန်းတယ်လို့ပြောတဲ့နေရာမှာဥစဉ်တို့ဒီမန္တဆက်ခုလို့ခေါ်တဲ့ပကတိမျက်စိကန်းတာကိုမပြောဘူးเนาะစီးပွားရေးမျက်စိမရှိဘူးဆိုရင်ဒီဘဝအတွက်ဘာဖြစ်လို့ကန်းတယ်ဟုတ်လားကုသိုလ်ကောင်းမှုမရှိဘူးဆိုရင်နောင်ဘဝအတွက်အဲ့ဒီပုံကိုဘာဖြစ်လို့ကန်းတယ်ဟုတ်ပြီလားအေးအဲ့ဒါမျိုးပြမြတ်စွာဘုရားပြောတာကနောက်တစ်ခါဧကဆက်ခုတဲ့တစ်ဖက်မြင်ပြီးတော့တစ်ဖက်ကန်း တစ်ဖက်မြင်တစ်ဖက်ကန်းဆိုတာဘာလဲမေးလိုက်တော့တချို့သော ပုံကိုယ်တွေကမရသေးတဲ့စီးပွားရအောင်ရှာနေနဲ့ရပြီးတဲ့စီးပွားတိုးပေါင်းအောင်လုပ်နိုင်နေအဲ့ဒါဒီဘဝမျက်စိတော့မျက်စောပြကောင်းနေတယ်ဒါပေမဲ့လို့ကုသလာကုသလေဓမ္မေနဇာနေရတဲ့ကောင်းတာမကောင်းတာအကျိုးရှိတာကျိုးမရှိတာနောင်ဘဝအတွက်ကြတော့ကုသိုလ်မျက်လုံးမရှိဘူးဆိုရင်လည်းအဲ့ဒါတစ်ဖက်ကန်းလို့ခေါ်တယ်တဲ့ဟုတ်လားဒကမကြီးတို့အဲ့တော့ပုံကို၃မျိုးမှာ၁ဇုံလုံးကန်းဆိုတာက ဒီဘဝမျက်စိနဲ့နောက်ဘဝမျက်စိတနည်းကားဖြင့်ပြောရင်စီးဘဝရေးမျက်စိနဲ့တံမလွန်မျက်စိပေါ့ဟုတ်လားကုသိုလ်ရေးမျက်စိအဲ့ဒါမရှိရင်ဇုံလုံးကန်းတယ်အစီးဘဝရေးမျက်စိတော့ရှိတယ်ကုသိုလ်ရေးမျက်စိမရှိဘူးဆိုရင်တစ်ဖက်မြင်ပြီးတော့ဘာလို့တစ်ဖက်ကန်းတယ်ဟုတ်ပြီလားနောက်တကမြတ်စွာဘုရားနှစ်ဖက်မြင်ဆိုတာဘာလဲမေးလိုက်တော့စီးဘဝရေးမျက်စိလည်းရှိတယ်ကုသိုလ်ရေးမျက်စိလည်းရှိတယ်အဲ့ဒီပုံကမျိုးကတော့နှစ်ဖက်မြင်တဲ့ပုံကိုတယ်ဗျာဟုတ်ပြီလား ဲ့တော့သူတော်ကောင်းတို့တို့မြတ်စွာဘုရားကဒီနေရာမှာအနှစ်ချုပ်ပြီးဘာပြောသလဲမေးလိုက်တော့အန္ဒိစာဧကဇက်ကုံစာအာရကပတိဝုဇိအန္ဒိစာစီဝါရေးမျက်စီလည်းမရှိကုသိုလ်ရေးမျက်စီလည်းမရှိတဲ့ဇုံလုံးကန်းတဲ့ပုဂ္ဂိုလ်ကိုအာရကဝိဝေမှာပတိဝုဇိရရှောင်ကြပြီတော့ကဲပေါင်းတင်ဆက်ဆံတဲ့နေရာမှာသူတော်ကောင်းတို့တို့ဒီဘုရားစီဝါရေးမျက်လုံးလည်းမရှိဘူးနောက်ဘုရားကုသိုလ်ရေးမျက်လုံးလည်းမရှိဘူးဆိုအဲ့ဒီပုဂ္ဂိုလ်မျိုးကိုမြတ်စွာဘုရားကဗားတယ်တော့မပေါင်းနဲ့ရှောင်ကြတယ် ဟုတ်လားမပေါင်းခိုင်ဘူးအဲ့ဒါမျိုးနောက်တကဒွိဇက်ဧကဇက်ခုံစစီးပွားရေးမျက်စိသာရှိပြီးတော့ကုသိုလ်ရေးမျက်စိမရှိဘူးဆိုရင်လည်းအာရကပฏิဝုဇေယအဲ့ဒီပုံကိုမျိုးလဲမပေါင်းသင့်အပ်ဘူးသူချမ်းသာပြီးရောဘသူဒုက္ခရောက်ရောသူကြီးပွားပြီးရောဘသူမျက်ရည်ကြီးငယ်ကြကြဟုတ်လားကိုချမ်းသာမယ်ဆိုရင်တော့ဘာနှစ်ခုတိုက်တူးရတူးရဆိုတဲ့ပုံပုံမျိုးပေါ့ဗျာဟုတ်လား ကိုချမ်းသာဖို့ပဲကိုကြည့်တယ်သူများအရေးဘာမှကြည့်ဘူးဟုတ်ပြီလားသူ့ရဲ့စီးပွားရေးမျက်စိဒီဘဝအတွက်တော့ तू မရှိဘူးလားရှိပါရှိတယ်ဒါပေမဲ့ကုသိုလ်ရေးကြ तू မရှိဘူး तू ကတစ်ဖက်တော့ကောင်းနေတယ်ဘာကောင်းနေတယ်လဲမေး तू စီးပွားရေးတွေအတွက် तू ကောင်းနေတာဟုတ်လားအဲ့ဒီပုံကိုမျိုးကိုလည်းမြတ်စွာဘုရားကအာရကပฏิကိုစီရဝေးဝေးကနေဘာဖြစ်တော့ရှောင်ကြပါဟုတ်ပြီနော်အန္တေသဧကဇက်ကုံဇအာရကပတိဟုဇေယိဒွိဇက်ကုံပနာသေးဝေထ သစ်ထံပုရိသပုဂ္ဂလောဘေကဝေယံတော်မြတ်ဦးကျင့်သားတို့တိထပုရိသပုဂ္ဂလောယောက်ျားမြတ်ယောက်ျားအာသာနီဟုဆိုသောဒွိဆက်ခုံစည်းဘွားရေမျက်စီလည်းရှိကုသိုလ်ရေမျက်စီလည်းရှိဒီဘဝကောင်းစားရေးလည်းသိနောင်ဘဝကောင်းစားရေးလည်းသိမိမိជីវာချမ်းသာရေးလည်းသိသူတော်ဘာជីវာချမ်းသာရေးလည်းသိတဲ့ပုဂ္ဂိုလ်မျိုးကိုဘာလို့ရမလဲမိလဲတော့ပေါင်းသင်ကြဟုတ်လား ဲ့တော့ဒီဘွားချီးဘွားရဲ့မျက်စီလည်းရှိတယ်ကုသိုလ်ရဲ့မျက်စီလည်းရှိတဲ့ပုံကိုမျိုးကိုမျက်စွာပြဘာလို့ခိုင်းနေပေါင်းခိုင်းနေဟုတ်ပြီနော်ဒါဆိုပုံကို၃မျိုးမှာသူတော်ကောင်းတို့ရှောင်းရမှာဘယ်နှမျိုးလဲနှမျိုးပေါင်းရမှာကတကယ်တမ်းတွေးကြည့်နော်စီးဘွားရဲ့မျက်စီရှိတဲ့ပုံကိုနဲ့ပေါင်းသိနေတာဗောရှင်ဖရာလို့ပြောရင်ပြောမှာဟုတ်လားသူစီးဘွားရဲ့မျက်စီကသူတော်ကောင်းတွေကုသိုလ်ရဲ့အမြင်မရှိဘဲနဲ့စီးဘွားရဲ့မျက်စီရင်ကောင်းနေမယ်ဆိုရင်ဒီဘဝချမ်းသာတော်လဲပဲပြည်တဲ့ ဒီဘဝချမ်းသာတာကတခဏလေဟုတ်လားကိုချမ်းသာပြီမဲ့လို့သူများတွေဘလို့ဖြစ်ဖြစ်ဆိုတော့စိတ်ဓာတ်မျိုးကြီးနဲ့ချမ်းသာသွားတာဆိုရင်သူကလည်းပြည့်တဲ့ဒီဘဝချမ်းသာပြီနောင်ဘဝကျသူချမ်းသာဖို့လွယ်ပါမလားအဲ့ဒီပုံကိုမျိုးနဲ့ကိုကသွားပေါင်းလိုက်မယ်ဆိုရင်ကိုဘာဘာနောင်ဘဝတွေကဒုက္ခတွေမရောက်နိုင်ဘူးလားအဲ့ဒါကြောင့်မြတ်စွာဘုရားကတစ်ဖက်မြင်တစ်ဖက်ကန်းကိုလည်းရှောင်ကြလို့ပြောတာဟုတ်ပြီနော်တာမန်ကြည့်ရင်တော့ဟာဒီဘဝချမ်းသာတယ်ဆိုရင်မဆိုးပါဘူးရှင်ဘုရားရဲ့ပေါင်းတင်တယ်လို့ဒီလိုမြင်ပါဆိုလို့နော် အဲကြောင့်အန္တိဇာဧကဇက်ကုံသာအာရကပတိဝုဇယေဒွိဇက်ကုံပနသေဝေထနှစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်ကို ပေါင်းကြတဲ့ကနေ့တကောင်ကြီးဒေါခင်ဝင်းဆွေတို့မိသားတစုဒီမှာလာပြီးတော့ကောင်းမှုပြုတယ်ဘာလို့ပြုတယ်လဲလို့မေးလိုက်ရင်သူတော်ကောင်းတို့တွေဒါနောင်ဘဝအတွက်ကိုမြင်ကြလို့ပေါ့ဟုတ်လား မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပြောတယ်စွန့်လူတဲ့ပုံကိုယ်တွေကိုတဲ့စွန့်ကိုလှူတဲ့လို့တွေမမှတ်နေတဲ့ငါးမျိုးလှူတယ်လို့မှတ်တယ်ဒီလိုပြောတယ်ဘယ်နှမျိုးလှူတယ်ငါးမျိုးလှူတယ်တဲ့ဟုတ်ပြီလားငါးမျိုးကဘာလဲမေးလို့တော့အာယုအသက်ရှည်ကြောင်းကိုလှူတာတဲ့ပါရှည်ကြောင်းလဲဟာသဗ္ဗေတ္တအာဟာရထိတိကတတ္တဘဝမှန်သမျှဘယ်ပေါ်မှတည်တယ်အာဟာရပေါ်မှတည်တယ်ဟုတ်လား ဘလောက်ပဲအသက်ရှင်မဲ့ပုံကိုကြီးဖြစ်ဖြစ်အဟာရသာမရှိရင်အသက်ရှင်လို့ရလားမရပါဘူးဗျာတကမကြီးဒေါက်ခင်ဝင်းဆိုအဲ့ဒါငါအသက်ရှင်ကြောင်းကောင်းမှုငါကနေ့လာလှူတယ်လို့မှတ်လိုက်ဟုတ်လားစွန့်လှူတယ်ဆိုတာတဲ့လေဘောဓနာဘိကဝေဒရမန္တောဒါယကောပြင်စဌာနာနိဒေတိအာယုံဒေတိနောက်တကနံပါတ်2ကဝဏ္ဏဒေတိဝဏ္ဏဆိုတာရုပ်အစင်းအစင်းလာကြောင်းကောင်းမှုကိုလည်းလှူတယ်လို့မှတ်တဲ့မြတ်စွာဘုရားက ဘလောက်ပဲရုပ်အစင်ကောင်းတဲ့ပုံကိုဖြစ်ပြီးအစာအာဟာရသာအကောင်းကောင်းမစားရင်ရုပ်လှနိုင်သေးလားမလှနိုင်ဘူးဟုတ်လားရုပ်အစင်လှချောင်းကောင်းမှုလဲငါကနေ့ပြုတ်တယ်လို့ဒီလိုနားလေဟုတ်ပြီနော်အာယုန်ဒိဋ္ဌိဂုဏံဒိဋ္ဌိဒုက္ခံဒိဋ္ဌိဒုက္ခဆိုတော့ချမ်းသာဘလောက်ပဲချမ်းသာတဲ့ပုံကိုကြီးဖြစ်ဖြစ်အစာအာဟာရမစားရဘူးဆိုရင်ချမ်းသာသေးလားသူတော်ကောင်းတို့တွေအနေနဲ့များမကြမ်းမာတဲ့ဒါတော့ခံဘူးမှာပဲလေ ဟုတ်လားဘုရင်တို့ငငယ်စာတင်သားဘဝဒီမန္တလေးမှာစာတင်တော့ကတည်င်းကြုံဆိုရင်ဖျားကြတယ်လေဟာခဏဖျားတာတော့ပဲခဏတုတ်ကွေးလာတော့တယ်ပြိသိစားခြင်းစိတ်ရှိမစားရဘူးဆိုရင်ဘလောက်ဆင်းရဲထားတော့ဒါပြောချင်တာဟုတ်လားစားစရာတွေဘလောက်ပေါ်ပေါ်စားခြင်းစိတ်ပြိသိကြမ်းပါရေးမကောင်းဘူးဆိုရင်စားခြင်းစိတ်ရှိသေးလားရှိပါဘူးသူများတွေစားတာကြည့်ပြီးတော့ကိုစားခြင်းသိမရှိဘူးစားလည်းရတာမရှိဘူးဆိုဘယ်တော့ဆင်းရဲဟုတ်လား အဲ့ကြောင့်ဆွန်းလှူလှူခြင်းဟာတဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကချမ်းသာကိုလှူရလဲရောက်တယ်ဒါပြောပြန်လားဟုတ်လားအေးအဲ့ကြောင့်ဒီနေ့သုံးမျိုးလှူပြီးပါပြီနော်အာယုန်ဒေတိအသက်ကိုလှူတဲ့ဝန္နံဒေတိအဆင့်ကိုလှူတဲ့ဒုက္ခံဒေတိချမ်းသာကိုလှူတဲ့နောက်တစ်ခါဗလံဒေတိတဲ့ခွန်အားဘလကိုလည်းလှူတယ်တဲ့ခွန်အားဘလဆိုတာပြည့်တဲ့ဘလောက်ပဲခွန်အားဘလပြည့်စုံတဲ့ပုံကိုကြီးပဲဖြစ်ဖြစ်အာဟာရမရှိဘူးဆိုရင်အဲ့ဒီပုံကိုခွန်အားဘလကြီးကျင်လာကြီးလို့ရသေးလားမရဘူးဗျဟုတ်ပြီလား ခွန်အဘလကိုလည်းပြေးလူရရောက်တယ်တဲ့နောက်ဆုံးကတော့သူတော်ကောင်းတို့တွေပฏิဘာဏံဒေတီတဲ့ပညာကိုလည်းပြေးလူရရောက်တယ်တဲ့ဘာကိုလည်းပြေးလူရရောက်တယ်ညံဘလောက်ပဲထက်ထက်အစာကောင်းကောင်းမစားရဘူးစားခြင်းနဲ့မစားရဘူးဆိုရင်အဲ့ဒီပုံကိုညံထက်လို့ရသေးလားမရပါဘူးသူတော်ကောင်းတွေကြားဘူးလိမ့်မယ်မာတိကမာတာဆိုတဲ့မြို့သမီးကြီးတယောက်ရှိရလေတန်ခါ900အဲ့ဒီဘာကိုအမိပြုတ်ပြီးတော့အဲ့ဒီဒကမကြီးကခေါင်းဆောင်ပြီးတော့ချက်ပြုတ်ကျွေးတာ ဆုံးနေပါလေလောင်းလေတန်ခါ900ဟောတဲ့တရားနာပြီးတော့တရားကျင့်တော့အဲ့ဒီဒကမကြီးကဘာဖြစ်တော့သောတာပန်တက္ကရာကအနာဂံဖြစ်တယ်။ तू ကတရားဓုတွေရ။ तू ကတရားဓုရတော့သူ့ရဲ့ဉာဏ်နဲ့သူ့ရဲ့တကိုးနဲ့ကြည့်လိုက်တဲ့အခါတန်ခါ900ကတပားမှတရားဓုများ။အံ့ဩစရာနော်။ तू ပြုစုတဲ့ယဟန်တွေရဲ့ဟောတဲ့တရားနာပြီးတော့ तू ကဘာဖြစ်တော့တရားရ။ तू ပြုစုနေတဲ့ကိုတော်တွေကတရားရလား။မရဘူး။ဟာဘလို့ဖြစ်လို့တော့ ဘလို့ဖြစ်လို့တုံးလို့ကြည်လိုက်တဲ့ခါကျတော့အာဝတ္တတ္ပါယကြောင်းကများအဆင်မပြေလို့လားပုဂ္ဂလတ္တပါယတယောက်နဲ့တယောက်များအဆင်မပြေကြလေသလားဥတုတ္တပါယယာတိဥတုကြီးကပြင်းလုံးလို့ကိုတော်ဒီတရားအထုလို့အဆင်မပြေလေရောသလားဘာများအာနေချက်ရှိသလဲလို့ကြည်လိုက်တဲ့ခါကျတော့ဘောဇနာတ္တပါယတဲ့ဟုတ်လားဘောဇနာတ္တပါယဆိုတော့ငရုတ်သီးဖုံကျွေးခြင်းတဲ့ပုဂ္ဂိုလ်ကငရုတ်သီးမစားရဘူးပေါ့ဗျာဟုတ်လား ပြောခြင်းနဲ့ဘာကပြိတဲ့စားခြင်းနာနဲ့ရနေတဲ့အဟာနဲ့တခြားစီဖြစ်နေတာပြောတာဥမာဘိုက်ကမကောင်းပါဘူးဆိုမှပေကြည်စားနေရတာမျိုးလေဟုတ်လားနေပူပါတယ်ဆိုမှငရုတ်သီးကြည်စားနေရတာမျိုးလေဟုတ်လားကိုလိုချင်တဲ့ဟာနဲ့ပြိတဲ့ရနေတာနဲ့ကမဟာဆက်ဒါမှယဟန်တန်ကတော့ဆိုတော့လေသူမသူတစ်ဖက်သားကြွေးတာပေးတာစားရတာဆိုတော့ဘာစားခြင်းနဲ့လို့ပြောလို့ကလည်းအဆင်မပြေဩတန်ကတော့ဒီအဆင်မပြေတာဘောဇနာတတ်ပါရပဲ အဲ့ဒါကြောင့်မို့ငါဒီကိုတော်လေးတွေငါပြင်ပေးမှဖြစ်မယ်ဆိုပြီးတော့ဓကမာကြီးကဟင်းတစ်ခွက်ချက်ခွက်ချက်ရင်၃မျိုးလောက်ချက်တာတဲ့ဥမာစီနေနေကတစ်ခွက်စီမပါပဲနေကတစ်ခွက်စီများများလေးကတစ်ခွက်ဒီလိုမျိုးနေမှာပေါ့နော်အဲ့တော့ရှင်ဖျားတို့ကြိုက်နေတဲ့တဲ့ပုံစံမျိုးလေးထားလို့ရအောင်မျိုး तू ကထားပေးတာအဲ့ဒီမှာတန်ခါတော့ရှင်သူမြတ်တွေကကိုနဲ့တင့်တော်မဲ့ပုံစံလေးတွေရွေး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 စသွားရင်းနဲ့ဘာဖြစ်တော့မေးလဲတော့ဝါလာကင်းတို့တည်င်းကျွတ်တော့တန်ခါ900အဲ့ဒီမှာညံနေတက်ပြီးတော့ရဟန္တာတွေဖြစ်ကြတယ်ဗျာဟုတ်လား အဲကြောင့်မို့စားတော့ကလည်းပြိတ္တညံဖြစ်ဖို့အတွက်အဓိကနေရာကမလိုအပ်ဘူးလားလိုအပ်တယ်အဲကြောင့်တက္ကမကြီးဒေါခင်ဆွေဝင်းငါကနေ့သွန်းလူတာဟာသွန်းတစ်မျိုးတည်းလူတာမဟုတ်ဘူးငါးမျိုးလားလူတယ်လို့မှတ်ဟုတ်ပြီလားအန္တသုတ်တန်နဲ့ကြည့်မယ်ဆိုရင်အော်ငါဒီဘဝမှာငါအเจ้าငါကံနဲ့ငါရှာဖွေလို့ရထားတာတနည်းအားဖြင့်ပြောရင်တော့ဘောက မျက်စိစီးပွားရေးမျက်စိရှိလို့ငါရှာလို့ဖွေလို့ရထားတာလေးတွေလေ နောက်နှစ်ဖက်ကမ်းမဖြစ်အောင်တမလွန်ဘဝအတွက်ပါငါလာပြီးတော့ကောင်းမှုကုသိုလ်ရှာတယ်ဆိုတော့မြတ်စွာဘုရားချီးမွမ်းတယ်ဒါနှစ်ဖက်မြင်တဲ့ပုံကိုလည်းဖြစ်တယ်လို့ဒီလိုနားလည်ပါဟုတ်လားနောက်တစ်ခါနံပါတ်2ကဘာပြောကျင်တယ်လဲမေးလိုက်တော့အော်ငါဆွန့်လူတာဟာဆွန့်တမျိုးတည်းမဟုတ်ဘဲနဲ့ကနေ့တော့ငါငါးမျိုးလှူခွင့်ရပြီလို့လေဒီလိုသဘောကြပါဗျာဟုတ်ပြီလားအေးဤကဲ့သို့ဓမ္မသည်အလုံးကိုသည်ရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင်တန်းစွာရှောက်လှမ်းနိုင်ကြတဲ့ သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း